EDS ဘန်နီရဲ့နောက်ဆုံးနှုတ်ဆက်ပွဲမှာမမြင်တဲ့တရားတွေကိုပြသသွားခဲ့တဲ့အစရောအက်ဒီနိုအမှုပညာကိုဆရာထက်တန်ကြသူတွေကနောက်ဆုံးထွက်သက်အထိဒီအလောက်ကိုပဲလောက်ကင်ကျင်ကြပါတယ်။တချို့အမှုပညာရှင်တွေကရိုက်ကူးရေးလုပ်ရင်တချင်းဆိုရင်ဇပွဲကရင်နဲ့ကွလွန်သွားကြပါတယ်။အစရောအက်ဒီနိုကလည်းတချင်းဆိုရင်လည်းရုတ်တရက်ကွလွန်သွားပါတယ်ရှင်။မြန်မာမတလောကရဲ့ဥဆောင်သူတွေထဲမှာတရားအပဝင်ဖြစ်တဲ့ FIFA 109နဲ့တီထောင်သူအက်ဒီနိုက EDS World မှာတော့တချင်းတီဆိုရင်လည်းရုတ်တရက်နှလုံးရောဂါကြောင့်လဲကြောက်ကွလွန်ခဲ့ပါတယ်။ရီမွန်ကွလွန်ပြီးတော့လေးနှစ်ကြာမှသူတီထောင် ဲ့တဲ့ EDS အဖွဲ့ကိုအချိန်အကန့်အသတ်မရှိရန်နာတော့မှာဖြစ်လို့နှုတ်ဆက်ပွဲကိုအောက်တိုဘာလ25ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ဒီပွဲမှာတော့ FIFA 109ရဲ့ဂီတအဖွဲ့ကအစရောတေးစရာ Randy သူဖြစ်တဲ့ Adino ကစင်မော်မှာတချင်းဆိုရင်လည်းရုတ်တရက်လဲကြသွားခဲ့ပါတယ်။ Raymond ရဲ့ Mongol ဘာနဲ့တချင်းကိုတီးဆိုရင်လည်းတချင်းမပြီးဆုံးခင်မှာပဲကွန်လွန်သွားခဲ့ပါတယ်ရှင်။ရုတ်တရက်လဲကြသွားလို့ဘေးနားမှာရှိတဲ့သူတွေကတော့စီပြားလုတ်ပြီးစီယုံကိုအရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်။ဒါပေမဲ့ကွန်လွန်သွားပြီဖြစ်တဲ့အကြောင်းကိုတော့ EDS D1 ကဂီတသမားဖိုးလုံးကစင်မော်မှာကြီးညာခဲ့ပါတယ်။ တယ်။အဒီနိုကကွန်လန်နဲ့အချိန်မှာတော့အသက်39နှစ်သာရှိသေးပါတယ်။အဒီနိုကရီမွန်နဲ့ယင်းနေ့တဲ့တငယ်ချင်းတယောက်ဖြစ်ပြီးတော့နောက်ဆုံးပွဲဟာလည်းအဒီနိုရဲ့နောက်ဆုံးအချိန်ဖြစ်သွားခဲ့ပါတယ်။တချင်မဆိုခင်ကလေးကအဒီနိုကကျမ်းမာရေးမကောင်းတဲ့အကြောင်းကိုတော့ပြောထားပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကလေးကအဒီနိုက heart attack ကိုခံစားခဲ့ရပြီးအရေးပေါ်ကုသခဲ့ရပါတယ်။နှလုံးသွေးကြောတစ်ချောင်းကိုလုံးဝပိတ်သွားတဲ့အတွက် stent နှစ်ချောင်းကိုလည်းထည့်ခဲ့ရပါတယ်။ကုသပြီးတဲ့နောက်မှာတော့သူပြန်ကောင်းလာပြီးမှအရန်ကိုဂရုစိုက်နေရတဲ့ကျမ်းမာရေးအခြေအနေဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကဆေးရုံရ ောက်ကြာအချိန်မီတော့လို့အသက်ရှင်ခွင့်ရတာဖြစ်ပြီးတော့နည်းနည်းသာနောက်ကျသွားခဲ့မယ်ဆိုရင်တော့ကော်လွန်နိုင်တဲ့အကြောင်းဆရာဝန်လေးကပြောခဲ့ပါတယ်။ဒါပေမဲ့အခုတော့စစ်ရုံကိုပို့ဆောင်စင်မှာပဲကော်လွန်သွားခဲ့ပါတယ်။အဒီနိုရဲ့ FIFA 19ဘန်ကတော့2005ခုနှစ်ဝင်းကျင်ကလေးကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးသူ့ရဲ့ဂီတတက်တန်းကနှစ်ပေါင်း20နီးပါးရှိတော့မှာဖြစ်ပါတယ်။အဲ့ဒီဘန်ကဆိုရင်တော့မြန်မာပြည်ကအခက်သက်မတဲဂီတလောကဘန်တွေထဲမှာအစောဆုံးဂီတအဖွဲ့ဖြစ်ပါတယ်။ FIFA 19ဘန်ကတချင်းတွေထွက်တာနေပါတာကြောင့်အဒီနိုအပါဝင်အဖွဲ့ဝင်အများစုရဲ့ကြားမှာပြဿနာတွေကြောင့် မှဖြစ်ပါတယ်။အဖို့ဝင်တွေကကျမ်းမာရေးမကောင်းလို့ပြည်သက်တရဲ့မြင်ကွင်းကနေအတန်ကြာပြောင်းနေခဲ့ကြပြီးအခုနှစ်တည်းတော်မှတချင်းနေပြန်ထွက်လာခဲ့ပါတယ်။ရီမွန်ကွန်လန်စင်ကလေးကလည်းအဒီနိုကစိတ်တိုက်ခိုက်ခဲ့ရပြီးတော့သူ့ရဲ့နောက်ဆုံးပွဲမှာလည်းစိတ်ခံစားခဲ့ရပါတယ်။တငယ်ချင်းရဲ့နောက်ဆုံးပွဲမှာခံစားချက်တွေပြင်းထန်ပြီးတော့ဒီလိုဖြစ်သွားတာလားလို့ထင်နေကြပြီးတော့သူ့ရဲ့နောက်ဆုံးမိနစ်တွေအထိတချင်းကိုရအောင်တည်ဆိုးသွားခဲ့ပါတယ်။အဒီနိုကဂီတကိုယူသူသူဖြစ်လို့တချင်းမဆိုတာအကြပီဖြစ်ပေမဲ့ပြန်ဆိုပေးခဲ့ပါတယ်။ဒီဘွဲ့အတွက်လဲဆိုမဲ့တချင်းတွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားပြီးသားပါ။ ရေမွေးရဲ့တခြင်းနေပြင်သူ့ဘဝမှာပထမဆုံးနဲ့နောက်ဆုံးဆိုမဲ့တခြင်းကိုလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။အဲ့ဒီတခြင်းနဲ့ surprise လုပ်မယ်ပြောပေမဲ့သူ့ရဲ့ကိုယ်လုံးမှုကအားလုံးကိုတုံ့လှုပ်သွားစေခဲ့ပါတယ်။စင်မောမှာအယုတ်ကျိုးပြက်လဲကျသွားပြီးနောက်ဆုံးချိန်ကဒလောက်တောင်မှအမြန်ဆန်းလွန်းခဲ့ပါတယ်။ဂီတကိုမြန်တို့သူဖြစ်တာကြောင့်နောက်ဆုံးထွက်တဲ့အထီတောင်တခြင်းဆိုသွားနိုင်ခဲ့ပြီးမယ်။ဂျိုင်းတက်မီသားစုကတော့ရင်ခွင်မတက်ဖြစ်နေရှာပါတယ်။သူ့ရဲ့မိခင်ဖြစ်တဲ့ Andy Tracy ကတာဖြစ်သူ Eddie နဲ့ Crypto မှာအိပ်ပျော်သွားပြီးဖြစ်တဲ့အကြောင်းအတည်ပြုထားပါတယ်။ဂီတကိုမြန်တို့ တဲ့သားဖြစ်သူကတချင်းဆိုရင်လည်းပဲကွန်လွန်သွားလို့ antitracy ကိုလည်းမိဘတွေချင်းကကိုချင်းစာနေကြပါတယ်။နောက်ဆုံးအချိန်တွေကဘယ်အချိန်ဘယ်နေရာမှာဘလို့နည်းနဲ့ရောက်လာမလဲဆိုတာကိုတော့ဘသူကမှကြိုတင်ပြီးတော့မသိနိုင်ပါဘူးရှင်။ Epdino ကွန်လွန်မှုကတော့နေထိုင်ရတဲ့အချိန်တိုင်းနဲ့ဘဝကိုတန်ဖိုးရှိအောင်ဖြတ်သန်းမှုအသင့်ပြသွားနိုင်တဲ့အပြင်ချစ်တဲ့သူတွေကိုလည်းအချိန်နောက်မကျသေးခင်မှာ give site ပေးဖို့အတွက်သတိပေးလိုက်သလိုဖြစ်သွားစေခဲ့ပါတယ်။ Edino လည်းကောင်းကင်ဘုံဘဝမှာအနားယူနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်။